ကြောက်ပြူမျိုးနယ်မှာတညဝင်ကြီးတပ်ဌာနချုပ်ဤဦးကင်းကြီးရွာကိုဝင်ရောက်မိရှိုးတဲ့စစ်ကောင်စီစစ်ကြောင်းကိုအရခတ်တပ်တော်အင်ကတိုက်ခိုက်ပြီးရဲ့နောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ်ခွာပြီးဒရုန်းများအပြန်အလှန်တုံးပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းကမန္လာ၆ရက်မနက်ပိုင်းမှာဦးကင်းကြီးရွာကိုဝင်ရောက်လာခြင်းဖြစ်ပြီးအဲဒီစစ်ကြောင်းကိုအင်ကလာရောက်တိုက်ခိုက်သွားတယ်လို့ကြောက်ပြူမျိုးကန်တရင်ရှင်မြို့တွေကပြောပါတယ်။ဦးကင်းရွာတိုက်ပွဲလည်းတော်တော်ပြင်းထန်နေရွာကိုလေကြောင်းကနေအရင်ပစ်ပြီး မြေပြင်ကလည်းစစ်ကြောင်းဝင်လာတာအင်းကလာတိုက်တော့စစ်ကောင်စီဘက်က30လောက်တည်နေကြတယ်အလောင်းတွေထားခဲ့ပြီးပြန်ဆုတ်သွားတယ်ဒါပေမဲ့အခုကတညဝရီကကင်းနေကိုအင်းတိုင်နေပြီးနှစ်ဖက်စလုံးကဒရုန်းတွေနဲ့ခြာနေရလို့အဆိုပါဒေသခံကပြောပါတယ်တညဝရီရေတပ်ဌာနချုပ်နဲ့သုံးပိုင်ကန်ကွာမှာရှိတဲ့ဦးကင်းရွာမှာအင်းကြီး190ကန်ရှိပါတယ်မလာချောင်းရဲ့မနက်ကစစ်ကောင်စီနေကြတိုက်ခိုက်မှုနဲ့မြေပြင်မှာလည်းမိရှုပ်ပျက်စီးတာကြောင့်နေအများစုမိလောင်ပျက်စီးသွားပါတယ်တိုက်ပွဲကဥကင်းရွာပြင်ကြက်တိန်တောင်စီမော် ကလဘာတောင်ကြီးဘာလို့မှလည်းဖြစ်ပွားနေပါတယ်။အင်းအေးကြောက်ဖြူမျိုးတိမ့်တပ်ပွဲကပုံမှုပြင်းထန်လာတယ်လို့ဒေသခံတွေကပြောပါတယ်။မလခုနှစ်ကလည်းစစ်ကောင်စီကလေကြောင်းမှတိုက်ခတ်ခဲ့ပါတယ်။အဆိုပါကြေးရွာများမှာဒေသခံတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးကြောက်ဖြူမျိုးပေါ်နေအနီးပတ်ဝန်းကျင်ကြေးရွာတွေမှာတင်းရှောင်နေကြပါတယ်။အခုဖြစ်နေတာကကြောက်ဖြူမျိုးနဲ့ခုနမိုင်ခန့်အကွာမှာဖြစ်နေတာမျိုးပေါ်ကတော့စောင့်ကြည့်ခြင်းရှိပါတယ်လို့မျိုးကန်တအုပ်ကပြောပါတယ်။ ကြောက်ပြူမျိုးမှာတညောက်လီဟီတက်စကန်ကိုအာရခတက်တော်အီကဖီပိုင်လာ22ရက်မှာစတင်တက်ခိုက်ပြီးနောက်ပိုင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပါတယ်။တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချုပ်ဒီကြောင်မှာရောက်ရှိလာပါတယ်။ကြောက်ပြူမျိုးမှာတရုတ်နိုင်ငံပိုင်း CIDIC Group ကုမ္ပဏီနဲ့မြန်မာအစိုးရအကောင့်ထဲပေါ်နေတဲ့အထူးစည်းဝိုင်းစုံနဲ့ရေနှက်စိတ်ကန်စီမံကိန်းရှိပါတယ်။အဲဒီစီမံကိန်းနေရာတွေမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးအတွက်အကြောင်းမျိုးကန်တရင်အရှင်မြစ်တွေကပြောပါတယ်။ တရုတ်နဲ့စစ်ကောင်စီကအကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကော်မတီတည်ထောင်ရေးလုပ်ငန်းကော်မတီကို2024နိုဝင်ဘာလမှာတည်ထောင်ပြီးတဲ့နောက်ကြောက်ဖြူမျိုးရှိတရုတ်စီမံကိန်းများလုံခြုံရေးဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီဘွဲကိုကြောက်ဖြူထူစီဝိုင်းဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဘူကျောက်ကျော်ရွှေထွန်းဦးဆောင်ပြီးတရုတ် CIDND ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးဖွဲ့ဝင်များပါဝင်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်ကရွှေကောက်ပွဲကိုအာနာသိန်းကာလာတက်တန်း၅နှစ်ပြည့်ချင်းအခုနှစ်ကုန်ပိုင်းဓမ္မမဟောင်း2026ခုနှစ်ဇန်နဝါရီမှာကျင်းပနိုင်မယ်လို့ထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကရွှေကောက်ပွဲကိုစစ်အာနာသိန်းကာလာ၅နှစ်ပြည့်ချင်းအခုနှစ်ကုန်ပိုင်းဓမ္မမဟောင်း2026ခုနှစ်ဇန်နဝါရီလမှာကျင်းပနိုင်မယ်လို့ထုတ်ပေါ်ပြောဆိုလာပါတယ်။ ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စားမင်းအောင်ကမလ9ရက်နေ့ဘယ်လာရုသမ္မတနဲ့တွေ့ဆုံပြီးတရင်းစာရှင်လင်ပွဲမှာပြုလုပ်စဉ်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်တာပါရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုက်ပါတယ်လို့အကြမ်းဖက်မင်းအောင်ကဆိုပါတယ် စစ်ကောင်းဆောင်မြောင်းလိုင်းက၎င်းတို့စိတ်တန်းကြပြုလုပ်မဲ့ရွေးကောက်ပွဲကို2026ခုနှစ်ရောက်မှသာပြုလုပ်ဖို့စီစဉ်နေကြောင်းသတင်းဌာနကနေပြည်တော်တပ်သတင်းအကြီးအကျယ်တွေကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်တချို့က2026ခုနှစ်အတွင်းမှာပဲရွှေကောက်ဖွဲလို့ပို့သူစဉ်းစားနေရဆိုတာကိုအစည်းအဝေးတွေမှာမကြာခဏထုတ်ပြောရင်သူအနေနဲ့အခုအိမ်ဆောင်ဆိုရဖြစ်တက်တန်း၅နှစ်အပြီးတာဝန်ယူဖို့စိတ်ကူးထားတယ်။သူကစမ်းမာနေတဲ့ရဲ့တိုင်းပြည်ကလိုအပ်နေနေဆိုရင် နောက်ထပ်တက်တန်းလဲတာဝန်ထမ်းဆောင်နေတဲ့နိုင်ရှိဆိုပြီးသူကမကြာခဏထုတ်ပြောလို့ရှိရင် ရွှေကပွဲပြီးရင်လည်းနိုင်ငံရေးမှာသူကဆက်ပါနေအောင်ပဲသဘောမျိုးလိုလည်းယူဆလို့ရတယ်လို့မြေပြည်တော်တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။မြန်မာနိုင်ငံကဘယ်လာရုနိုင်ငံသတင်းစာရှင်းလင်းပွဲမှာစစ်တပ်ကလုံမဲ့ရွှေကောက်ပွဲအတွင်းပါဝင်ရှင်ပြိုင်မဲ့ပါတီပေါင်း53ကိုစင်ရင်ပြီးတင်ထားပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ဤပညာစစ်ပွဲများကိုအန်တုနိုင်မဲ့အတွေးစာများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခစ်တစ်စစ်ပွဲတွေရဲ့ဒရုန်းတိုက်ခိုက်မှုတွေမှာဒရုန်းကာကွယ်ရေးစနစ်ဂျန်ပါရီကိုကြော်နိုင်တဲ့ဤပညာအပါဝင်စင်စံမပြန်စမ်းတဲ့တီထွင်မှုတွေကြောင်း မနေ့ကနေ့ပညာတက်ဒီကနေ့နေ့ပညာကလက်တလုံးသာနေတာမဆန်းတော့မနေ့ကတက်ဆင်ခဲ့တဲ့ဂျမ်မာကဒီနေ့ဒရုန်းတိုက်ခိုက်မှုအတွက်မလုံခြုံနိုင်တော့ပါဘူးအခုနောက်ပိုင်းစကားစတဲ့နဲ့တော်လိုင်းတက်တွေကြောင့်ဒရုန်းတိုက်ပွဲအားပြိုင်မှုကပြင်းထန်လာခဲ့ပါတယ်တော်လိုင်းတက်တွေရဲ့ပျောက်ကြားစနစ်လှုပ်ရှားမှုပြည်သူအခြေပြုလှုပ်ရှားမှုတရင်လုံခြုံမှုတွေကြောင့်စကားစကားတော်လိုင်းအင်အားစုရဲ့စီးရေးအခြေပြုပြမှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုအားသာချက်နဲ့ဒီဒီရောက်ရောက်ချိန်မုန်းနိုင်ခြင်းမရှိတာကြောင့် အရက်သားပြည်သူတွေကိုသာမတိကြတဲ့တရင်အချက်လက်တွေနဲ့ရန်တပ်ပြစ်ခတ်မှုလောက်ပဲလှုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးဖြစ်နေကြတာပါ။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကကုန်ကျစရိတ်မြင့်မာတာမတိကြတာစားတဲ့အားနည်းချက်တွေရှိတာကြောင့်စာကစာတက်ကဒရုန်းကိုဒရုန်းနဲ့တံပြန်စစ်စင်မှုပုံစံကိုပြောင်းလဲအသုံးပြုလာတာတွေ့ရပါတယ်။ ဒရုန်းတိုက်ခိုက်မှုကလေကြောင်းတိုက်ခိုက်မှုတက်ကုန်ကြစေနေတဲ့ပြင်ကျစ်လက်သူသိမ်းမှုရှိတာရွှေပြောင်းရလွယ်လို့ရွှေလျားစစ်ကစားဖို့လွယ်ကူတာပြင်မှတ်တွေကိုပုံမတိကျစွာတိုက်ခိုက်နိုင်တာစတဲ့အားသာချက်တွေရှိပါတယ်တိုက်ခိုက်မှုပုံစံနဲ့ ်ဤပညာစနစ်အစင်းမြင့်တင်နိုင်မှုမှာတော့စဉ်ဆက်မပြတ်အာယုံဆိုင်လာတဲ့ဘက်ကအလေးသာသွားနိုင်နေဆိုတာကိုတော့သတိချက်ဖို့ရာကိုတော်လိုင်းအင်အားစုတွေအတွက်တိုက်တွန်းလိုပါတယ်ဒီနေရာမှာဒရုန်းတိုက်ခိုက်ခံရမှုအတွက်သိရှိပြင်ဆင်ထားမယ်ခန့်စစ်ပုံစံပြင်ဆင်မှုတွေကိုလည်းနားလည်သိရှိပြင်ဆင်ထားဖို့မဖြစ်မနေလိုအပ်လာပါပြီအနီအောင်ရောင်ကြီးသောအပူလိုင်းအာယုံကန်ဤပညာရည်နဲ့ရှာဖွေထောက်လန်းပြီးတိကျစွာတိုက်ခိုက်နိုင်ခဲ့တဲ့ဒရုန်တိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ကြမလဲဆိုတဲ့စဉ်းစားချက်ကစစ်ပွဲအတွက်အရေးပါတဲ့အာသာချက်အလဲပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ရန်သူရဲ့မြင်နိုင်စွမ်းနဲ့ရှာဖွေဖော်ထုတ်နိုင်စွမ်းဆိုတဲ့အာသာချက်မျိုးကို ပထမဦးစွာခြိဖြတ်နိုင်ဖို့အရေးကြီးပါတယ်။တမန်ယူကြစစ်ပွဲတွေမှာလူပြည်ချင်းတို့ကရုတ်ခံဆိုတာမျိုးထပ်ပုံမြင်နေစစ်မြေပြင်ခန့်စစ်လုပ်ငန်းစဉ်ဆက်မပြတ်အစစ်မြေတင်ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ရန်သူရဲ့ဒရုန်းစစ်စင်ကြီးမှာဒရုန်းတွေနဲ့တေဆောင်ပြီးတိကျစွာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့လက်နက်ကြီးခံရများရဲ့တိုက်ရိုက်ပြစ်ခတ်ခံရမှုကနေခံနိုင်ရင်ကာကွယ်ပေးနိုင်မယ်။ထောက်ကူပစ္စည်းတွေဖြင့်တဘာဝအတားစီဒုတဲ့အတိုင်းတာပမာဏနဲ့တိစောက်နိုင်မှုပုံစံတွေကိုနားလည်သိရှိကြဖို့လဲ။ ဖြစ်မနေလိုအပ်လာပါပြီ။ဒီနေရာမှာဥမြင်လိုင်းကားစင်ရင်းနဲ့ခန်းစစ်ပြင်ဆင်မှုသဘောတဘာဝတွေကိုသိရှိလေ့လာနိုင်ကြဖို့ရအရေးပါလာပါတယ်။ဒါကမိမိတပ်ဖွဲ့တွေကိုရန်သူရဲ့ရှာဖွေထောင်လန်းခံရမှုကနေကာကွယ်နိုင်ဖို့ရုပ်ကြီးတက်ဖြောက်နိုင်ဖို့ရန်သူကိုနေစားနိုင်ဖို့လုံခြုံစိတ်ချရတဲ့အခြေအနေတက်စကန်းနေဒီစားပြီးလက်နဲ့ခရံတွေကိုလုံချုံစွာထိမ့်သိမ့်နိုင်ဖို့ရေရှည်စစ်ပွဲဖြစ်လာခြင်းရေရှည်စစ်ပွဲဆင်နွှဲနိုင်စေဖို့စတာတွေအတွက်အရေးပါတဲ့တိစောက်မှုကဏ္ဍတည်းရလည်းဖြစ်လာနိုင်ပါတယ်။ စကားဆိုင်ရင်အစစ်မြင့်ဤပညာသုံးတနက်တွင်ကတောင်တန်းဒေသမှာထံညီပြန့်ဒေသမှာကတော်လန်းအင်အားစုတွေပေါ်တက်ရောက်နိုင်စွာပုံမမြင်မာတာကြောင့်ထိခိုက်မှုပမာဏလည်းပုံမကြီးသွားနိုင်တာမို့သတိချက်ဖို့ရအထူးလိုအပ်ပါတယ်။စကားစားဘက်မှာတော့ဒီအတွက်အထူးဆောက်လုပ်ရင်တရင်တပ်ဖွဲ့ဆိုပြီးထားဆရာဆိုတာကိုဖွဲ့စည်းပြီးကကကြီးလက်အောက်ခံလက်ယုံတပ်ဖွဲ့တစ်ခုအဖြစ်ညွှန်ကြားရေးမှုပေါ်ချုပ်အစဉ်ဦးစီးစေပြီးကကဆောက်ကိုဖွဲ့စည်းဆောင်ရွက်ထားပါတယ်။ဥမင်လန်ကစစ်စင်ရင်လို့ကိစ္စရဲ့တွေ့တွက်ကကဆောက် အကောင့်ထဲပေါ်ဆောင်ရွက်နေတာပါအထုဆိုရရင်ဥမြင်လန်ကစစ်စင်ရဲ့အရေးပါမှုကခစ်တဲစစ်ပွဲတွေမှာချီတိုက်ခံခွာစင်ရေးလုပ်ငန်းစဉ်တွေအတွက်ဒီပြူဟာအရာအရေးပါတဲ့စင်ရေးအလက်တောင်တစ်ခုဖြစ်လာနိုင်မလားဆိုတာကြိုတင်စဉ်းစားသုံးသပ်သင့်မှာကြောင်းရှိသားအကြံပြုလိုက်ရပါတယ်လို့ရှိသားထားပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မြည်သူမအနိုင်မရနိုင်တဲ့စစ်ပွဲများကိုမတိုက်တဲ့လို့တရုတ်ကလီဗီထိုးပြန်နေကြောင်းပြန်ဆက်ပြီးပါမယ်။ အမေရိကန်နဲ့ကုန်သွယ်ရေးဒါမှမဟုတ်မြေပြစ်စပွဲကိုမစိုးတိုက်ခိုက်နိုင်ကြောင်းဒေသမှာမှနဲ့ပြောဆိုပြီးရနောက်ရပ်ပိုင်းကြမှာတရုတ်ကမြေသူများအနိုင်မရရှိနိုင်တဲ့စပွဲကိုမတိုက်တင်ကြောင်းလေပြင်းထုံးလိုက်ပြန်ပါတယ်။အမေရိကန်ကာကွယ်ဝင်ကြီးပီဟတ်ဆန်ကအမေရိကန်ကတရုတ်နဲ့စစ်ဖြစ်ဖို့ကြိုးပမ်းနေခြင်းမဟုတ်ဘဲ စစ်တပ်ကိုပြန်လည်တိဆောက်ပြီးစစ်ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားဌာနပြောရေးဆိုခွင့်ရှိသူလီကျင်းကအမေရိကန်ကမဟာဗျူဟာပြိုင်ဆိုင်မှုအမိခံပြီးတရုတ်ကိုချုပ်ကင်ဖို့ဒါမှမဟုတ်ထိန်းချုပ်ဖို့ထပ်မလုပ်တင်ဘူးလို့ပြောကြားခဲ့ပါတယ်။ဘလို့စစ်ပွဲမျိုးပဲဖြစ်ဖြစ်အကောက်ခွန်စစ်ပွဲ၊ကုန်သွယ်ရေးစစ်ပွဲ၊စီးရေးတိုက်ပွဲဒါမှမဟုတ်ထိတ်တိုက်တွေးစစ်ပွဲမျိုးပဲဖြစ်ဖြစ်အနိုင်မခံဘူးလို့ရှုမြင်လို့ကျွန်တော်တို့စစ်မတိုက်တင်ဘူးလို့အမြဲတမ်းပြက်ပြက်တသားခံယူထားတယ်လို့လင်းကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြထားပါရဲ့ရှင်။